မင်္ဂလာပါကျွန်တော်ကခင်မောင်ညိုပါအခုဒေါက်ညိုလို့ခေါ်ပါတယ်ဒေါက်တာခင်မောင်ညိုလို့ခေါ်ကြဖို့ခေါ်ရပါတယ်တကယ်တော့ကျွန်တော်ဘလူးဂျွန်းကနော်စာပြီးအမှန်ချင်းမြန်လို့တဲ့မိသားစုတွေကလည်းမွေးဖွားလာတယ်ငငယ်လေးတွေကကျွန်တော်ကြီးတော်တွေကတကုံခင်ခင်လေးကိုသိတဲ့ဘောကြတယ်မင်းကြီးလိုက်ွားတယ်အဲ့လိုမျိုးစာရေးတယ်ကျွန်တော်စာဖတ်တယ်ရေးတယ်ပြောတယ်အဲ့တော့တို့ကတိတ်တဘောကြတယ်အဲ့တော့ကျွန်တော်လည်း16နှစ်ကျော်တည်းကစာရေးလာတာဟာ 2018ကျတော့ကျွန်တော်စာတွေကိုပုံနှိပ်စာပေတွေပါလာပြီးသို့တော်လည်းကျွန်တော်ကစာပေနဲ့အတက်မူအောင်လို့ဟိုတိတ်ရွယ်တော့မဟုတ်ဘူးအဲ့တော့ကျွန်တော်လည်းတက္ကသိုလ်မှာဆရာဖြစ်လာတယ်စာရအများကြီးဖတ်တော့နောက်ဆုံးမှာတော့ကျွန်တော်တက္ကသိုလ်မှာဆရာဘောကနေနှုတ်ထွက်တော့စာရေးတာကိုစောင့်ချလုပ်လိုက်ပါတယ်ကျွန်တော်ဝါသနာပါတာတကယ်တကယ်တော့ journalism ပေါ့ journalism ကအကောင်းဆုံးပေါ့စာရေးတာပြတ်သားတယ်ရှင်းလင်းတယ်ဖွဲ့မနှွဲ့တာမရှိဘူးအဲ့ဒါကြောင့်ကျွန်တော်သဘောကျတယ်အဲ့တော့သိပ္ပံစာပေတွေဝါသနာပါတယ် ်သို့တော်လဲချင့်မြန်နူတာတော့အမှုပညာပေါ့တကယ်တကယ်ဒီအဲအမှုပညာ soft skill တွေကိုကျွန်တော်သိတဲ့ဘောကြတာဘာကြောင့်လဲဆိုတော့ဒီတစ်ခုထဲနဲ့တော့မရဘူးလေကျွန်တော်တို့ကဘလောက်ပဲဖြစ်ပညာဘလောက်ပဲတော်နေတော်နေဘလို့လိုချင်လဲလိုပညာတော်ဖို့အထက်ကိုဒါပေမဲ့တစ်ဖက်က soft skill မရှိရင် balance မဖြစ်ဘူး မဆရာဝန်ဘလောက်တော်တော်သူ့ရဲ့စေရနာနဲ့မြတ်တာနဲ့မပါလာမရအောင်အဲ့ဒီစေရနာမြတ်တာထားဖို့ဟာအရေးပါတယ်ဒါတွေဟာစာပေကတနည်းတလန်းနေပေါ့ပြုပြင်ပေးလို့ရတယ်ဖော်ဆောင်ပေးလို့ရတယ်ကုညီပေးလို့ရတယ်အထူးဖြင့်ဒီစာရေးတဲ့လူတွေကအများကြီးအထောက်အကူပြုပါတယ်ဒီစာပေကြောက်တာလျင်ကဘာရဲ့တိုးတက်တယ်လို့ကျွန်တော်ယူဆပါတယ်တယောက်နဲ့တယောက်နဲ့ပြောနိုင်ဆိုနိုင်ရတာခံစားနိုင်တဲ့လူတစ်မျိုးပဲရှိပါတယ်ဒါကြောင့်ဒီလူတွေနဲ့ကျွန်တော်တို့အတူနေဖို့အတွက်ပေါ့ ဘလောက်ပဲတော်နေတော်နေစာပေကားတာလေကဘာကြီးကိုအကောင်းဆုံးနေရာဖန်တီးပေးနိုင်မယ်လို့ကျွန်တော်ယူဆပါတယ်။ဒီဆရာသုဒ္ဓဆုရှင်ဆုရှင်နေပါဆိုလို့ဆရာ PD လေးပြုလို့။အော်ဒီနေ့ဒီဇွန်လ7ရက်နေ့ပေါ့လေ။ပါကတော်ရဲ့ဟိုတယ်မှာကျင်းပကြည့်လို့တဲ့15ချိန်မြောက်သုဒ္ဓဆုရှင်စာပေဆုမှာကျွန်တော်ကတသက်တာ စာပေဆုရပါတယ်။အဲ့အတွက် နော်စာရေးဆရာကျွန်တော်ရတဲ့နေတူဟောကျန်တဲ့စာရေးဆရာတွေကလည်းသူတို့စာအုပ်အသီးသီးရတာတကယ်တော့ဒီစာအုပ်အသီးသီးကိုရတဲ့စာရေးဆရာတွေအတွက်ကိုကျွန်တော်ပို့ပြီးတော့ဝန်သာပြီးပြီးပီတိဖြစ်ပါတယ်။ဘာကြောက်လဲဆိုရင်စာရေးဆရာတွေကအရေးပါတယ်။ဒါကိုအားပြအားမြောက်ပြုတဲ့ဟာအရင်ကစာပေမှန်တို့ကျွန်တော်တို့ဒီဘာခေါ်အမျိုးသားစာပေစုလက်ပေးတယ်။ဦးဝင်းဖေတို့ဒေါက်တာတင်ရွှေတို့ထွန်းဖောင်ဒေးရှင်းကစုတွေပေးတယ်။ဒါတွေက အမှန်ကောင်းတာဒါကြောင့်ဒေါက်တာထုံးနဲ့ဒေါက်တာခင်မိုးမိုးတို့ကလည်းဒီလိုဆုမျိုးပေးပြီးတော့အားပေးအားမြော့ပြုတာကိုအရန်ဝန်တာပါတယ်ကျွန်တော်နောက်လည်းဆက်လက်ပြီးတော့စာရေးဆရာအများကြီးကိုဆုပေးနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်တချို့ဆရာဘာသာရေးနေအခုလက်ရှိကတော့ကျွန်တော်ကတော့အော်ရင်ပေါ့လေကွမ်တမ်လည်းရေးတယ်ဟောဝတ္ထုလည်းရေးတယ်ဘဝစကြောင်လည်းရေးပါတယ်ခင်ဗျာအားလုံးရေးပါတယ်ကျမကြီးကောင်းပါလားကောင်းပါတယ်လောလောဆယ်ကျမကြီးကောင်းတယ်ဟုတ်ဟုတ် င်၄ခုနဲ့ခလေးကစတင်တည်ခဲ့တာပေါ့နော်။ဒါကညပေါင်း၂၀လောက်ရှိပါတယ်။အခုကျင်းပတာတော့ကျွန်တော်၅ချီမြောက်ဖြစ်ပါတယ်။ လိုနေတဲ့ဟိုကျွန်တော်တို့နိုင်ငံမှာတော့အချင်းချင်းရင်းနှီးချင်းပြီးအဲတတ်ကြဖြတ်ကြမိုးစကားတွေစူကြအစားအရာမှာပေါ့ပေါ့ဆုံးယုံမှုတွေကိုကျွန်တော်မြင်ရပါတယ်တကယ်ကိုရင်းထဲမှာကျွန်တော်ခံစားရပါတယ်။မှကျွန်တော်တို့ကိုယ်နိုင်ငံကိုချစ်တယ်ဆိုရင်လည်းကျွန်တော်တို့ဒီဘာလို့ကြမလဲဆိုတာပတ်စပ်ကချစ်လို့မရဘူးပေါ့ခင်ဗျာ။ဒါကျွန်တော်အဲ့ဒီရင်းနှီးတဲ့ဇီယုတ်ကမိတ်ဆွေတွေကပြောပါတယ်ဝင်ကြီးများတဲ့ခင်ဗျားတို့နိုင်ငံကဘာဖြစ်လို့ ခဏခဏရံဖြစ်နေကြတာလေစီးပွားရေးလုပ်ပါလားတဲ့ကျွန်တော်တို့ကစီးပွားလုပ်တာစီးပွားရေးကတကယ်နိုင်ငံရေးပဲတဲ့ စ်စင်နဲ့လေးပြန်ပြန်ပြန်ဆက်ဆိုင်နေနေလို့ဆက်တော့ဘယ်လိုပဲဆောင်းပါဆက်ပါကျန်ဆက်ပါ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 ကျွန်တော်ညနေတော့ပြင်ဆင်ယူပြီးမှပေါ့။ဒီနေ့လည်းထိုင်တော့ တော့အဲ့ဒီမှာကျွန်တော်အတွေ့အကြုံတွေကိုကျွန်တော်စောင့်ဝင်လို့ရေးရေးရေးနေတယ်ဒါကတော့အဲ့ဒီအဲ့ဒီဆီတော့ဆီဘက်ကတော့တော့ဆီတော့ဒီဘက်ကညတော့ဘယ်ဒီနေရာတောက်ဆိုတော့ပေါ့ဒီဘက်တော့လက်ကစားရတာပတ်တယ်အဲ့ဒါကလည်းတကယ်ကိုတွေ့ကြုံနေပါတော့တော့အင်တာနက်မှာကြည့်ရတဲ့အခါမှာဟောစမ်းလေးတွေပေါ့ဒီပါအဲ့ဒါကိုကြည့်ပါ ဆရာရေလိုချစ်ကြရတဲ့ဆွေဖြစ်ကြတဲ့ပုံစံအဲ့ဒီပါလေပိုင်းအဲ့လည်းကြီးပါတယ်ကြီးဆိုပါတယ်ဒါမလို့ကျွန်တော်ကကြီးတွေရဲ့တိတ်ဟောက်ဆောက်လို့ပါလေနာမည်ကတော့မထည့်ဘူးဘာဖြစ်လဲရောပါတယ်ဘာလို့ပတ်တယ်လို့ဘာလို့ဒီပြည်ကြရလို့ Okay အဲ့တော့ကျွန်တော်ယူစစ်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 တာကိုကြီးလေးနေတာဘယ်လိုရှိကြီးတော့ဘူးရေးတာတော့ကျွန်တော် ကျွန်တော်ကဘောရတယ်ဒီကျွန်တော်ကတော့နေတော့ဆေးသားဘောရနေတာအဲ့ရတော့ဖြစ်လာတာဆက်ဆက်ဘူးကျွန်တော်ရတော့ကျွန်တော်ကတော့ချီတော့မှာဒီမြင်နဲ့တန်ကြီးတော့ဘောရတော့ဘူးမြင်တော့ဘူးမြင်နိုင်ကြတော့ဒါတွေကကျွတ်တယ်ကတော့ကျွန်တော် scientifically ပြူပြူရမ်းဆိုကျွတ်တယ်ကျွတ်တယ်ကျွန်တော်ကျွန်တော်ကျန်တယ်ဘော

ဘူးကတော့တရားလိုက်လစားရတယ်ဘုဘောအဲ့ဒါတိတိရောနောက်ကျွန်တော်ငယ်တော့ကတော့ကျွန်တော်အတွေ့အကြုံနေတော့ပြန်လိုက်ကျွန်တော်တွေသူချော့ရုံပါဘုတ်နေဘုတ်လည်းစဉ်းစားနိုင်စပ်ဖက်တာလည်းမြင်ရတော့ဘုတ်အဲ့တော့စားရတာအကြောက်တိုက်ထုတ်လာတယ်ဒီလိုဆိုတော့ဘာလို့ဆက်ပြီးဆိုလို့ဒီမှာ စီးရတော့ကျွန်တော်ကဒုစရကျွန်တော်ဟိုတချို့ကျန်နေတာဒီပေါ့တချို့ကလည်းကျွန်တော်ကစောင်းတယ်ထုတ်ပြီးသားရှိထုတ်ပြီးသားလည်းကျွန်တော်အဲတော့ဒုစရကျွန်တော်ကျွန်တော်ကစဉ်းစားတယ်ဒီငါသေသွားတော့မှပဲအဲတော့ဟောပြီးသေးရဲ့အတွေ့အမြင်လေးပေါ့ဘုံတုံတုံကြီးရတာလေးပေါ့အဲ့ဒီတော့တော့တော့တန်တာမှန်ကန်တော့ချောမတဲ့အချက်လက်တွေ ကျဖိုက်တော့တင်ပြမယ်ဒီပြီးတော့ပါအဲ့တော့ကောင်းတာဘူးပဲသူကကောင်းတာဘူးပဲသူကဘယ်လိုလဲနာကျပြန်တော့ရောမပဲစိတ်ကြည့်စားကြည့်ထောင်ချက်ကျော်တော့ဖြောင်းရစရာဘုန်းတော်ရလို့ရောမဝင်ခဲ့တော့ဆရာဆရာဟာဒီဒီကတော့ကျွန်တော်တွေ့ခဲ့တာပဲမမကံကဖြောက်ဖြောက်မမအဲ့ဒီချက်လက်တွေတိတ်ကြတယ်ချက်ကြတယ်တော်ရည်ပဲ ဒီနေ့ကျင်းပတဲ့ပွဲကတော့သူတ္တသွေသွန်စာပေစု15ကြိမ်မြောက်ရှင်းမြင်တဲ့အခမ်းအနားဖြစ်ပါတယ်။ တကယ်တမ်းပြောရင်တော့ကျွန်တော်တို့က south တီကိုနှစ်စင်းနှစ်စင်းအဲစီစစ်ပြီးတော့ကအချိန်20ရှိပါပြီအချိန်20မှာအကြောင်းကြောင့်ကြောင့်ကျွန်တော်တို့ဒီ covid တွေပါရောပေါ့နော်အဲဆိုတော့အကြောင်းကျွန်တော်တို့ကဒီ9နှစ်တာမကျင်းပခဲ့ဘူးအဲ့ဒါနဲ့ဒီနှစ်တော့ကျွန်တော်တို့ဖြစ်အောင်ကျွန်တော်ကျင်းပမယ်လို့ကြိုးစားပြီးတော့ကျင်းပတာဖြစ်ပါတယ်တကယ်တော့2004ခုနှစ်အတွက်စာအုပ်ကို2006ခုနှစ်မှာအရင်ဆုံးပေးခဲ့ပါတယ်ပေးခဲ့တော့အဲ့ဒီကနေစပြီးနှစ်စဉ်ပေးတာပေါ့ခုတော့ကျွန်တော်က2018ကနေပြီးတော့ အဲ2023အထိ6နှစ်6နှစ်တာကာလမှာနှစ်စဉ်ထုတ်ခဲ့တဲ့စာအုပ်တွေစာအုပ်တွေတွေကညအသင်းတော်ဆုံးစာအုပ်ကိုကျွန်တော်တို့စနေတကျရွေးချယ်ရွေးချယ်ပြီးတော့မှကုစုဝေးဘွဲမှာ6နှစ်စာပေါင်းပြီးတော့ဒီနေ့ဒီရက်မှာကျင်းပတာဖြစ်ပါတယ်ဟုတ်တယ်အဲ့တော့ဇေယျကဒါတာသမီးကြီးကြီးဆရာလက်ဆင့်ကတော့မယ်တဘောလေးရှိတယ်မှန်ပါတယ်ခင်ဗျအဲဘာလို့လဲဆိုတော့ကျွန်တော်ကဒီစုကဟိုကျွန်တော်လဲဆိုင်ဆရာတောက်ပြတဲ့ကိုလဲဤသာထုတ်ဝေတယ်ဆိုတော့ကျွန်တော်တို့လည်းဟိုဆိုင်ဆရာတွေကိုချင်းစားတယ်လေ ။ဘုရင်စာတော့တို့ကဒီလိုမျိုးဟိုသူရေးတဲ့စာအုပ်ကိုဒီစာပေကိုအတိမတ်ပြုခံရရင်တိုင်းစာမရှိပီတိဖြစ်ပါတယ်။ဆိုတော့ဘာပဲဖြစ်ဖို့နိုင်ငံတော်ကလည်းစုတွေပေးတဲ့အတိမတ်ပြုတဲ့ကျွန်တော်တို့ပုဂ္ဂလိကခန္ဓာကလည်းတတ်နိုင်တွေ့ဒါစူးစမ်းပြီးစုပြီးတဲ့အတွက်ကျွန်တော်စုရတဲ့ဆိုင်ဆိုင်လေးလမ်းမူရီတာပွားကြပါတယ်ဝင်သားကြပါတယ်ဆိုကျွန်တော်လည်းဒီခုလိုလှူဒန်းရတဲ့အတွက်ပေါ့လေစုချင်းမရတဲ့အတွက်တိုင်းစားမရှိဝမ်းသာမိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဘုရားမဘုနာလေးပြောသွားပါတယ် ျွန်တော်တို့တကယ်လို့အဲမချီတော့ဘူးဆိုရင်ကျွန်တော်တို့တာသိမိတွေဒီစုဟိုဆက်လက်အဲပေးနိုင်မှုကျွန်တော်ပြောထားပါတယ်အဲအဲ့တူလေဒီတဲ့ရမုံငွေလို့မျိုးတပေါ်မျိုးထားတာဗျာပြောမယ်ဆိုစင်စဲမပြတ်ဆက်သွားကြပါတယ်ဒါကတော့ဒါဆိုဘာဖြစ်လို့လဲဆိုဒီလိုဘာပဲဘူးလိုမျိုးဒီစိုင်းဆက်ကြီးတွေကွန်ပျူတာလေကျွန်တော်ရင်းနဲ့မှအတိုင်းစားမရှိဝင်သားပါတယ်ဒါကြောင့်မသူတို့တော်လေဘာပဲပြောပြောအကျိုးရှိမယ်ထင်ပါတယ်အဲ့တော့စပေးဟိုပွင့်မှုတို့တည်းလေတပတ်တလန်းက ျိုးရှိမှလည်းယူဆပြီးတော့ကျွန်တော်တို့ဆောင်ရွက်တာဖြစ်ပါတယ်။ဟုတ်ကဲ့ဟုတ်ကဲ့။အဲဆရာကျွန်တော်လည်းသူတက်ဆိုသူဆုဆရာချင်းပါတယ်။ဟုတ်တယ်။အဲ့တော့ဆရာယူရခင်မှာအာဂိဂင်းနေဆိုတော့ကျွန်တော်တို့တွေ့ရတယ်လေ။အမှန်ပါတယ်ခင်ဗျအမှန်ပါတယ်။အဲ့တော့ဆိုရတဲ့စင်မောနေဆရာကိုရှိမင်းစကားတွေကြားတယ်။ကြားဟုတ်တယ်။ဆရာရဲ့ PTD ပြုလို့အော်ဘာဘာဘာပဲပြောလို့တဘာဝပေါ့ဗျာကိုဟိုပြုမှုဆောင်ရတဲ့လှုပ်ဆောင်ခြင်းတခုကိုဟိုသက်ဆိုင်တဲ့ပုံကိုယ်ကြီးကဟိုဂျင်းနဲ့အားရဝင်တာလဲဆိုတော့တို့လည်းမူရီတက်ပွားလဲဆိုတော့

ော်ကျွန်တော်ဆန်ငါးကြိမ်မြောက်သူရဆယ်စုံစာပေစုမှာစုရရဲ့စာအုပ်ကတော့မောက်ခေထွန်းဤစာကျွန်တော်ရဲ့85နှစ်မြောက်စင်ရတုအထိမ်မှမွင်းနေ့အထိမ်မှထုတ်တဲ့စာအုပ်ပါစာမျက်နှာတော်များပါတယ်ထူပါတယ်စာမှုပေါင်းတရာလောက်ပါတယ်အဲဒီမှာကျွန်တော်290လောက်အတွင်းမှာရေးခဲ့တဲ့စာမှုပေါင်း3000လောက်ရေးရပြီးတော့ကောင်းလို့ရရရွေးချယ်ပြီးတော့ကဏ္ဍလိုက် ဖြီးသွားစာပေဝိတုကဗျာဆောင်းပါပင်ကိုရေးဘာရာပြန်ဝေဘာစာပေဝေဘာရေးစာပေရုပ်ပုံလောစာကြည့်လိုက်ပုံပြင်တုတအားလုံးကျွန်တော်အဲ့ဒါဒီပုတ်ကောင်းလို့ရရကိုစုပြီးတော့အပုတ်တရားကျော်ပါနော်အဲ့ဒါကိုစုစည်းရတဲ့စာအုပ်ကို2000ခုက2022ခုကထုတ်ပါတယ်အဲ့ဒါကိုကျွန်တော်စုပေးရပါကျေးဇူး တဘောရှိပါလေအတက်ကကျွန်တော်88နှစ်ပြည့်ပါပြီစာပေတတန်းကတော့95လောက်တော့ရှိပါပြီဟိုတွေ့ရှိစီပန်းဆက်ဆက်ရင်းနေတယ်အလက်ရှိကတော့ကျွန်တော်လုံရင်းစာအုပ်တွေကျွန်တော်ရေးနေပါတယ်ငါးအုပ်တော့ပြီးသွားပါပြီစုစုပေါင်းကျွန်တော်ထွက်ခဲ့တဲ့စာအုပ်ကတော့160ကျော်ပါပြီဟုတ်ကဲ့ဆက်ချက်မကြီးတွေ့ချင်တယ်ကျမအေးရတော့ကျွန်တော်အခုဆေးရုံနှစ်ခါတက်ရတယ်အခုတက်တာဆေးရုံမကြရသေးပါဘူးပြန်ဆင်းလာတာ အဲ့တော့အားတင်းပြီးတော့ကျွန်တော်ဒီပွဲကိုမဖြစ်ဖြစ်အောင်ကျွန်တော်တက်ရောက်တာပါအေးဘောပိုင်လားဟိုဆက်နဲ့ကျွန်တော်2019ကဆက်နှစ်ကြိမ်မြောက်တုန်းကလေသူစားဆွဲဆုံးစာပေစုရင်းရောစာပေစုနဲ့ရပါတယ်အဲ့တော့မြန်မာမျိုးသမီးစာရေးဆရာများရဲ့အထုပ်ပတ်တိရုပ်ပုံကဆရာကြီးမြန်တန်းတန်းကအမှားစာရေးပါတယ်ဒီစာအုပ်မှာတော့ဆရာမောင်ခင်မင်းနဲ့စာရေးဆရာကြီး9ယောက်6ယောက်ကရေးပါတယ်ဒီထဲမှာကျွန်တော်ပြောချင်တာကတော့ကျွန်တော် နောက်အသက်ရှင်မယ်ဆိုလို့ရှိရင်တော့နှစ်တရာစာအုပ်ဒီလည်းထုတ်ရှင်ပါလိမ့်ရှိပါလေရှင်နေ